မရတဲ့ရိစံပြိတ်ဖြစ်ပြီးတဲ့နောက်လူပုံလူဘဝပြန်ရဖို့ဆိုတော့မဖြစ်နိုင်လောက်အောင်ခဲရင်တယ်လို့ပြောတာเนาะအေးဒါတော့တချို့တလေကလူဘဝရဲ့တန်ဖိုးကိုမသိဘူးစိတ်ညစ်လို့ဆိုကိုယ့်ကိုယ်ကိုတတ်သေးတယ်နောက်ဘဝဘယ်ရောက်သွားမယ်ဆိုတော့မသိဘူးနဲ့တူတယ်လူပြန်ဖြစ်မြန်များထင်းနေသလားမသိဘူးเนาะဒါကြောင့်မို့လို့လူဘဝမှာမသေးစားနိုင်အောင်ကုသိုလ်ကောင်းမှုတွေညံ့ညံ့လုပ်ဖို့အရေးကြီးတယ် ရထားတဲ့အချိန်လေးကအမတန်တန်မိုးရှိတဲ့ဘဝလေးကိုရထားတာအဲ့ဒီတန်မိုးရှိတဲ့ဘဝလေးကိုဘာတွေနဲ့အချိန်ဖြုံးလို့ဆိုရင်အပျော်တွေအပါးတွေနဲ့ပဲအချိန်ဖြုံးတယ်စီးပွားရေးကိစ္စတွေနဲ့ပဲအချိန်ဖြုံးတယ်အားလုံးဟာဓာတ်တွေနဲ့ပဲအချိန်ဖြုံးပြီးတော့ဘဝတစ်ခုဆုံးသွားကြပြန်တယ်ဘာတရားမှလည်းမသိလိုက်ဘူးဆိုတော့အနှဆုံးရှုံးနေတာပေါ့မစင်းစားရင်တော့မသိဘူးစဉ်းစားရင်အဖြေကဒီတိုင်းလာမှာပဲဟုတ်ကဲ့လား ကဲထို့တူပဲပြိတ္တဘဝကိုကြည့်လိုက်အောင်ပြိတ္တဘဝကနေလူဖြစ်တာတို့နတ်ဖြစ်တာတို့အလုံးကိုနဲတယ်ဘဲသွားတော့ပြိတ္တဘဝကနေပြိတ္တပြန်ဖြစ်တာပြိတ္တဘဝကနေငရဲကြသွားတာပြိတ္တဘဝကနေတရိစ္ဆာန်ဖြစ်သွားတာဓာရီကပဲများတယ်အဲ့ဒါကိုပြောတာဘဝခရီးသွားအ ਨੇ အမြဆင်းထုတ်ကြည့်လိုက်အဖြေဟာဒီတိုင်းတွေ့နိုင်ပါတယ်လို့